ပြီးတော့ဆက်တွဲနေတဲ့လူတွေမှာတဲ့အဲနှစ်မျိုးရှိတယ်တဲ့နော်တစ်မျိုးကကြတော့တဲ့အရန်ချစ်လွန်လို့နော်နောက်ထပ်ဘလို့မှမပြတ်သားနိုင်လို့ဒီအာသာဖြီမြင်နေကြည်နေရရင်ပြီးရောဆိုပြီးတော့ဆက်တွဲနေတာဖြစ်တယ်တဲ့နော်နောက်တစ်မျိုးကကြတော့လုံးဝမချစ်ခဲ့လို့တဲ့နော်လုံးဝမချစ်ခဲ့လို့တဲ့ ဒီအပေါင်းအသင်းအနေနဲ့ဆက်ပြီးတော့ကိုရှိမှာပေါ့နော်ဆက်ကြည့်နေနိုင်တာပေါ့အချစ်ဆိုတာတဲ့အချစ်စိတ်ရင်တဝင်တိုတဲ့စိတ်ကသူ့အနေသူအော်တိုဖြစ်တာဇက် RTN အမျိုးများအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်ဆောင်ရေးအတွက် အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ပြီးတော့ဆက်တွဲနေတဲ့လူတွေမှာတဲ့အဲနှစ်မျိုးရှိတယ်တဲ့ เนาะတစ်မျိုးอ่ะจ้ะတော့တဲ့အရန်ချစ်လွန်လို့เนาะနောက်ထပ်ဘလို့မှမပြတ်သားနိုင်လို့ဒီရီးစားဟောင်းနေကိုပေါ့လေအာသာဖြီမြင်နေကြည်နေရရင်ပြီးရောဆိုပြီးတော့ဆက်တွဲနေတာဖြစ်တယ်လေเนาะနောက်တစ်မျိုးอ่ะจ้ะတော့လုံးဝမချစ်ခဲ့လို့တဲ့နော်လုံးဝမချစ်ခဲ့လို့တဲ့ဒီအပေါင်းအသင်းအနေနဲ့ဆက်ပြီးတော့ကိုရှိမှာပေါ့နော်ဆက်ကြည့်နေနိုင်တာပေါ့ အချစ်ဆိုတာတဲ့အချစ်စိတ်ရင်တဝင်တိုတဲ့စိတ်ကသူ့အနေနဲ့အော်တူဖြစ်တာအချစ်စိတ်မှာတဝင်တိုစိတ်ရှိတယ်အဲ့တော့တဝင်တိုစိတ်ဆိုတာကိုယ့်ရဲ့ချစ်သူကိုတခြားတစ်ယောက်နဲ့ရင်းနှီးပတ်သက်ဆက်ဆံတာအာမတင်ကားဖွယ်ရာတွေ့တာတွေကိုလက်မခံနိုင်တဲ့စိုးရိမ်စိတ်ပေါ့နော်အဲ့ဒီစိတ်ဖြစ်တယ်ပေါ့နော်ဥပုပ်တဲ့စိတ်ပေါ့အဲ့တော့ကိုယ့်ရဲ့ရှေ့မှာကိုယ့်ချစ်သူကအခြားမိန်းမတစ်ယောက်နဲ့သို့မဟုတ်အခြားတစ်ယောက်ကြားတစ်ယောက်နဲ့ဆက်ဆံနေတာတွေ့ပါရက်နဲ့ခွင်လွတ်နိုင်ပြီဆိုရင် အဲ့ဒါအချက်မဟုတ်တော့ဘူးတကယ်မချစ်ခဲ့ဘူးပေါ့နော်တကယ်မချစ်ခဲ့တဲ့အတွက်ဟိုမှာချုပ်ရှိတယ်ကွာရီးစားဟောင်းကယောက်ျားဗန်လျောက်ပဲယူပြီးယူပြီးတယောက်ယူသွားလိုက်တယ်လက်ပိုက်ကြည့်နေတယ်အဲ့ယောက်ျားတားနဲ့ကွဲသွားတယ်အဲ့ယောက်ျားရှိလက်မှာလက်ရှိရှိတဲ့အချိန်မှာလည်းခိုးစားကြတော့အဲ့ယောက်ျားနဲ့လည်းကွဲမှာပဲလीနော်နေငယ်နေတဲ့မိန်းမဆိုတော့ယောက်ျားတွေကမပေါအောင်အဲ့ပြကွဲသွားတယ်အဲ့ဒီလူနဲ့ပြန်ပြန်အိတ်တယ်အဲ့ဒီလူမှလည်းမိန်းမရှိတယ် နော်အဲ့ဒီမိန်းမနဲ့လည်းအဲ့လိုပဲသွားတယ်လာတယ် post တင်တယ်တွေ့တယ်အတူတူလည်းတွဲသွားတွဲလာအတူတူစားတောက်ပြီးတော့မိသားစုဘောအောင်လည်းတွေ့ပါရက်နဲ့အဲ့ဒါလည်းတွေ့တယ်တစ်ဖက်ကလည်းတစ်ဖက်ကလည်းယောက်ျားတယောက်ပြီးတယောက်ရှူတယ်အဲ့ဒါကိုလည်းတစ်ဖက်ကတွေ့တယ်အဲ့နှစ်ဖက်သလုံးမှာနားလေတယ်နားလေမှုရှိကြတယ်ဆိုတော့ခေါင်းစဉ်အောက်မှာနားလေခြင်းအောင်ဆောင်ပြီးတော့ဒီလိုပဲအဲဆန္ဒရှိလိုက်လစ်လိုက်ပေါ့နော်အိမ်အိမ်အောင်ပတ်တည်လစ်လိုက်ခိုးစားကြလိုက်တွတ်တွေ့ကြလိုက်ပေါ့အဲ့လိုပဲခိုးတွေ့နေကြတယ်ပေါ့အဲ့ဒါဆိုရင် ဲ့ဒီဟာကိုအချက်လို့ခေါင်းစဉ်တက်နေတဲ့အတွက်မှားတယ်ဒါကအချက်မဟုတ်ပဲနဲ့อืมတရိษံနေလို့ပေါ့เนาะဒီကိုရှေ့မှာပဲဟလာကိုဒီခွေးတွေမိတ်လိုက်တယ်လို့မျိုးကိုရှေ့မှာပဲအခြားခွေးတွေနဲ့မိတ်လိုက်လဲကိုနဲ့ပြန်လိုက်လဲဒီလိုပဲနေကြတယ်ပေါ့ဒါအပေါ်မှာတဝင်းတို့စိတ်လည်းမရှိဘူးမနာလိုစိတ်လည်းမရှိဘူးဆိုရင်အချက်စစ်မဖြစ်နိုင်ဘူးပေါ့เนาะအဲ့တော့အဲ့တော့ရီးစားဟောင်းတွေနဲ့ပြန်တွေ့တယ်တငယ်ချင်းအဖြစ်နဲ့ဆက်လက်တီးရှိနေတယ်ဆိုတော့အချက်စစ်လို့ခေါင်းစဉ်တက်ပင်မဲ့လို့ ုံပြန်တွေးရမှာကတကယ်အချစ်စိတ်ဟုတ်ရဲ့လား ငါတို့ကတကယ်ချစ်ကြလို့မပြတ်နိုင်ကြတာလားဒါမှမဟုတ်ရင်အမှဘောလူလူဆိုတဲ့သဘောကကွာဒီနေ့ဝတားဟင်းစားကြနောက်နေ့တိုင်းကြတားဟင်းစားကြတယ်လို့လို့ဒါမဲ့အရန်ကြီးဝတားဟင်းတွေကြတားဟင်းတွေစားတော့ဆိုင်မှာပဲအမြင်နဲ့စားနေရပြီမဲ့ခါခါကြရင်လည်းငငယ်တို့ကစားခဲ့တဲ့ငပိရင်နဲ့မှုန်နေလိုလေးမှုန်နေလိုလေးတို့ပြီးတော့စားကြစိတ်ပေါက်တာမျိုးပေါ့အဲ့လိုမျိုးလေးဖြစ်တတ်ခိုးစားခိုးတွေ့နေကြတာပေါ့နော်အဲ့တော့ပတ္တိယဒါကိုမကြိုက်ဘူးအမကြိုက်လဲခိုးတွေ့နေကြတယ်လူရှိတယ်ကွာအဲ့ဒါကိုချစ်တယ်လို့ခေါင်းစဉ်တက်တာလားဘာလားဆိုတော့အချစ်ဆိုတာတကယ်ချစ်သလား ဆိုတော့ပြန်စဉ်းစားရမယ်တကယ်ချစ်တယ်ဆိုရင်အချစ်ကနောက်မှာဘာရှိလဲဆိုရင်အချစ်ဆိုတဲ့ခေါင်းစဉ်ရဲ့နောက်မှာတစ္ဆာရှိမှုလေးရှိတယ်တစ္ဆာတရားစောင့်ထိန်မှုရှိတယ်ကိုတကယ်ချစ်တဲ့သူကနေနောက်တစ်ယောက်ကိုသွားအိပ်ဖို့ဆိုတာအရင်ခက်ခဲတဲ့ကိစ္စဖြစ်တယ်နောက်တစ်ခါကျတော့အချစ်ရဲ့နောက်မှာစွန့်စားမှုလေးရှိတယ်အဲ့ဒီယောက်ျားအဲ့ဒီမိန်းမကိုရဖို့အတွက်ဘာပဲလုပ်ရလုပ်ရဆိုတဲ့စိတ်ကအချစ်စင်ဖြစ်ပေါ်လာတယ်ပေးဆက်ရင်းနှီးခြင်းစိတ်တွေရှိတယ် ီးတော့ကိုယ့်ချစ်သူကိုဘယ်သူနဲ့မှမြကိုယ့်ချစ်သူကိုဘယ်ယောက်ျားတစ်စိမ်းကမှမျက်လုံးဆောင်ကြည့်တာကိုယ့်ချစ်သူကိုဘယ်မိန်းမနဲ့မှအတူတူမရှိစေချင်တာအချက်စစ်ကလက္ခဏာတွေဆိုတော့အဲ့ဒီလိုတိတ်တိတ်ပုံသွားအိတ်နေကြတဲ့ရီစားဟောင်းခေါင်းစဉ်အောက်မှာသွားခိုးအိတ်နေကြတဲ့ယောက်ျားတွေနေမတွေကတကယ်အချက်စစ်ဟုတ်တယ်မဟုတ်ဘူးဆိုတော့ကိုယ့်စိတ်ကိုယ်ကိုပြန်သုံးသပ်ဖို့လိုတယ်ကိုယ်စိတ်ကိုကိုပြန်သုံးသက်ကမယ်ငါတို့ဟာတကယ်ချစ်တာလားဝါသနာအရာဖောက်ပြန်နေကြတာလား ်နော်ထားပါတော့အမေကလည်းလင်ငယ်နေအဖေကလည်းမငင်ငယ်နေတဲ့နှစ်ဖက်လူကမွေးတဲ့သားသမီးတွေကဒီ generation ဒီ visa လိုက်တာဝမ်းနေစရာမရှိဘူးစိုးရိမ်စရာလည်းမရှိဘူးတန်လျာဖြစ်ဖွယ်ရလည်းမရှိဘူးနော်အမေလင်ငယ်နေတဲ့သမီးကလင်ငယ်နေတတ်မှာပဲများတော့အဖြစ်များတော့အဖြစ်69ရာခိုင်နှုန်းသားများတော့အဖြစ်ရနော်အဖေမငင်ငယ်နေတဲ့သားကလည်းမငင်ငယ်နေတတ်မှာပဲအဲ့တော့ကိုယ့်အဖေမေက မရင်ငယ်လင်ငယ်နေတိတ်ရင်ကိုကအတိညာနဲ့ထိမ့်ချုပ်ကမှာကိုကအတိညာနဲ့မထိမ့်ချုပ်ပဲနဲ့ဒါကိုပဲလိုက်အတုခိုးမယ်ဆိုရင်တော့အတုမြန်အတက်တင်ပြီးတော့ကိုလည်းဒီလို generation ကဆင်းသက်လာတဲ့သူဖြစ်လို့ဒါကိုငပြောသည့်ခွန်ဆောင်အခွန်နွားစားသလောက်တောင်မခတ်ဘူးလို့ထင်ကောင်းထင်နေမယ်ဒါကတော့လူလောကမှာကြည့်ရင်တော့တိတ်လွယ်တဲ့အလုပ်ပါအီတော်ကြီးဖောက်ပြန်နေဆိုတော့တိတ်လွယ်တဲ့အလုပ်ပဲဒါပေမဲ့ ကျင့်ဝတ်နဲ့ကြည့်မယ်ဆိုရင်တော့အင်မတန်အောက်တန်းကြတဲ့အလုံးမလို့လူတွေကရှောင်ရှားစေချင်တာပေါ့အဲ့တော့အတောင်မရှောင်နိုင်ဘဲနဲ့တဲ့ရီပေါ်ခိုးတွေ့နေတဲ့ရီစာဟောင်းကောင်းစင်အောက်ကခိုးစားနေတဲ့သူတွေကိုမေ့ချင်တာကဒါကအချစ်စစ်လားဒါမှမဟုတ်ရင်လည်းခွေးဆက်ခင်းတာလားနော်ခွေးဒီလိုမျိုးပဲကိုရှိမှပဲခွေးမနဲ့အေးအေးပဲခွေးတိနဲ့အေးအေးကိုကိုကိုလည်းလင့်ဝင်အိတ်လိုက်တာပဲအဲ့တော့ကိုလည်းလာဝင်လို့ဝိုင်းနဲ့ခံလိုက်တာပဲအဲ့ဒါမျိုးကြီးဖြစ်တာလားဆိုတာပေါ့ သေချာစဉ်းစားဖို့လိုတယ်လို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကိုအမြင်ကိုခန်းစားချက်ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်